မင်္ဂလာပါရှင်2014ခုနှစ်ဩဂုတ်လ9ရက်ကြာတာပရင်းနေ့ညပိုင်းလွတ်လပ်တဲ့အရှတန် RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မကခင်ခင်ဤပါ RFA ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲနဲ့၉နာရီထိတင်ဆက်သွားမှာပါဒီအစီအစဉ်ကိုပဲနောက်တစ်နေ့မနေ့၇နာရီခွဲမှာတစ်ချိန်နေ့လယ်၇နာရီမှာတစ်ချိန်ပြန်လည်ထုတ်လွှင့်ပေးနေတဲ့အကြောင်းအသိပေးရပါတယ်ဒီနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင် မြန်မာနိုင်ငံမှာဆိုးဝါးလာတဲ့လူခွင့်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီးအမေရိကန်နိုင်ငံသားကြီးဝင်ကြီး John Kerry ရဲ့မြန်မာနိုင်ငံခီးစဉ်အတွင်းမြန်မာအစိုးရကိုဖိအားပေးပြောကြားတဲ့လို့ HRW ခေါ်လူခွင့်ရေးစောင့်ကြည့်လေ့လာရေးဖွဲ့ကဒီကနေ့တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံကလူ့ခွင့်ရေးဆိုင်ရာပြည်ပြင်းပြောင်းလဲမှုတွေဟာအခုအခါမှာနှောင့်နှေးလာတာနောက်ကျောင်းပြန်လည်လာတာတွေအများအပြားတွေ့ရကြောင်းဒီအထက်မှာနိုင်ငံရေးကျင်းသားအရေးအတွက်တိုးပွားလာတာငင်းငန်းစွာဆန္ဒပြသူတွေနဲ့သတင်းမီဒီယာသမားတွေအပေါ်ဖိနှိပ်မှုများပြားလာတာတွေပါဝင်တယ်လို့တရားစီရင်ရေးစနစ်ပြည်ပြင်းပြောင်းလဲမှုတွေမှာလည်းတိုးတက်မှုအနည်းငယ်သာရှိခဲ့တယ်လို့အမေရိကန်နိုင်ငံနယူးယောက်မြို့အခြေစိုက် HRW ဖွဲ့ကဒီနေ့ထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ် တစ်ချိန်တည်းမှာပဲရှမ်းပြည်နယ်အလဲပိုင်းမှာဆိုးရတက်တွေတိုးမြင့်တက်ဆွဲလာတာတိုက်ပွဲတွေဖြစ်ပွားနေတာတွေကြောင့်ဒေသခံတွေလုံခြုံမှုကင်းမဲ့နေပြီးရင်းချမ်းရေးလုပ်ငန်းစဉ်ထိခိုက်လာနိုင်တဲ့အပေါ်သမရဥသိမ်းစိန်ကိုဖိအားပေးပြောကြားပေးဖို့ထိုင်းမြန်မာနယ်စပ်အခြေစိုက်လူမှုအခြေပြုရှမ်းလူမှုဖွဲ့စည်းတွေကအမေရိကန်နိုင်ငံသားကြီးဝန်ကြီးကိုပန်ကြားတဲ့အေးဖွင့်စာတစ်စောင်ဒီကနေ့ပေးပို့လိုက်ပါတယ် ဒီအိတ်ဖွင့်ပေးစာကိုဒီနေ့မနေ့ပိုင်းကထိုင်းနိုင်ငံချင်းမိုင်မြို့မှာရှိတဲ့အမေရိကန်ကောင်စစ်ဝင်ရုံးကိုတွားရောက်ပြီးပေးအပ်ခဲ့ကြပါတယ်။ဒီစာထဲမှာတိုင်းရင်းသားတွေပေါ်မြမအစိုးရတပ်တွေကထိုးစစ်ဆင်နေတာတွေကိုကန့်ကွက်တဲ့အနေနဲ့မြမအစိုးရနဲ့စီရေးအရာပူးပေါင်းလှုပ်ဆောင်နေမှုတွေကိုရပ်ဆိုင်ဖို့အမေရိကန်အစိုးရကို ရှမ်းလူလူအခြေပြုအဖွဲ့အစည်း၁၄ဘက်ကတိုက်တွန်းတောင်းဆိုထားပါတယ်။ ရခိုင်ပြည်နယ်စစ်တွေမြို့နယ်ဓာပိုင်မွတ်စလင်ဒုက္ခသည်စခန်းမှာရဲတပ်ဖွဲ့ဝင်တွေနဲ့ဒုက္ခသည်မွတ်စလင်တွေကြားမနေ့ကပြိပခဖြစ်ပွားခဲ့ရာရဲကတနက်နေ့ပြစ်ခတ်တာကြောင့်မွတ်စလင်တအူးဦးကောင်းမှကြီးစံထိမှန်ပြီးတေဆုံးခဲ့ပါတယ်။မနေ့ကညနေ6နာရီလောက်မှာဓာပိုင်ကျေးရွာကမွတ်စလင်လူငယ်2ဦးဓာပိုင်ဒုက္ခသည်စခန်းကိုဈေးဝယ်သွားရာမှာပစ္စည်းခိုးဝှက်ကြောင်းဒုက္ခသည်စခန်းကမွတ်စလင်တွေကဆွဆွဲပြီးကျိုးနဲ့တုံ့နှောင်ဖမ်းဆီးထားတဲ့အချိန်မှာ အနီးမှာရှိတဲ့လုံခြုံရေးတပ်ဖွဲ့တွေကဖြည့်ရှင်းပေးဖို့ကြိုးစားရာကနေပြည်ပခဖြစ်ပွားခဲ့တာလို့ဒေသခံရဲအရှိတွေကပြောပါတယ်။အဲ့ဒီနောက်ရာနဲ့ချီတဲ့မွတ်စလင်တွေကရဲတွေကိုလေးကွာဂျင်ကလီတွေနဲ့ပစ်ခတ်တဲ့အတွက်ရဲကတနက်၅ချက်ပစ်ဖောက်ပြီး၆လမ်းခဲ့ရတယ်လို့ဆိုပါတယ်။ကျိုးနဲ့တုံတောင်ဖန်စီခံရသူ2ဦးနဲ့တခြားသူ3ဦးကိုရဲရကားပေါ်တင်ဖို့ခေါ်ဆောင်ရမှာမွတ်စလင်တွေကနောက်ထပ်ရန်ပြူခဲ့တဲ့အတွက်နောက်ထပ်၄ချက်၆လံပြီးပြစ်ခတ်ခဲ့ရတယ်လို့သိရပါဗျ လွန်လွန်ဆယ်မှာမွတ်စလင်နှစ်ဦးကိုအာဏာပိုင်တွေကဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်းသိရပါတယ်ရှင်ပြည်သူ့လွတ်တော်တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌဒေါက်ဆန်းစုကြည်ဟာရန်ကုန်ပြည်သူ့လွတ်တော်ရုံးခွဲမှာကျင်းပနေတဲ့ရဲတပ်ဖွဲ့အပေါ်လွတ်တော်ရဲ့ကြီးကြပ်မှုဆိုင်ရာအလို့ယုံဆွေးနွေးပွဲဒုတိယနေ့ကိုဒီကနေ့တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာရဲတပ်ဖွဲ့လုပ်ငန်းတွေကိုကြီးကြပ်ရမှာလွှတ်တော်ရဲ့အခမ်းကဏ္ဍလက်ရှိအခက်အခဲစတာတွေကိုဆွေးနွေးခဲ့တယ်လို့ NLD ပါတီကသတင်းထုတ်ပြန်ပါတယ်ဒီဆွေးနွေးပွဲကိုဒေါက်ဆန်းစုကြည်ရဲ့တိုက်တွန်းတောင်းဆိုချက်နဲ့ပြုလုပ်တာဖြစ်ပြီးဆွစ်ဇာလန်အခြေစိုက်ဒီမိုကရေစီစနစ်အားဖြင့်လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့များကိုကြီးကြပ်ရေးအဖွဲ့ DCAF ကတာဝန်ရှိသူတွေဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားနိုင်ငံတွေကပညာရှင်နဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တွေတက်ရောက်ဟောပြောခဲ့တယ်လို့သိရပါဗျာ။ ဒီဆွေးနွေးပွဲကိုနေပြည်တော်ပြည်သူ့လွှတ်တော်ကအရာရှိတွေနဲ့ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်တွေလည်းတက်ရောက်ခဲ့ကြပါတယ်ရှင်။ရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့နယ်အေးတာယာမြို့သစ်မှာရာနဲ့ချီတဲ့တောင်သူတွေဟာအသိခံထားရတဲ့လေယာဉ်မြေတွေကို ပြန်လည်ရရှိဖို့အတွက်ဒီကနေ့ဆန္ဒပြခဲ့ကြပါတယ်။ RFA ဖွဲ့သားကိုခင်မောင်စိုးမင်းကတင်ပြထားပါတယ်ရှင်။အခုဆန္ဒပြပွဲကို ွှေညောင်မြို့နယ်ဟဲဟိုးမြို့နယ်အေးတာယာမြို့တင်မြို့နယ်တွေနဲ့တောင်နီကွန်လုံးရေဘူးညိုမိမီးသွေးပုတ်စားတဲ့ကြေးဝါတွေကမြေသိမ်းခံရတဲ့ပအုပ်ဒနုနဲ့ရှမ်းတောင်သူတွေပါဝင်ကြပါတယ်ကျွန်တော်တို့ကဒါဒုတိယအကြိမ်မြောက်ကျွန်မြေများတွေတင်းစီတာတဲ့ဥစ္စာမှာပထမအကြိမ်လေကျွန်တော်ပွင့်လင်းနေကျွန်တော် ဖြည့်ရှင်းမှုမျိုးမပြုတ်လိုက်မပြုတ်လောက်လာတဲ့အကြောင်းမလို့ဒုတိယအချိန်မြောက်ကျွန်တော်ဒီမြေများကိုပြန်လဲဆုံးရှုံးတဲ့မြေတွေပြန်လဲရရှိရေးအတွက်ကိုကျွန်တော်တို့ဆန္ဒပြတာပါစိတ်ဝင်သွားအောင်ပေါ်ထုတ်ထားတဲ့မြေတွေပါဒါတွေကိုခင်ဗျားတို့အလွယ်တကူလူယူလို့ရှိရင်လေတောင်သူတွေပေါ်မှာခင်ဗျားတို့ဘာသာရသူများပေါ်မတရားကျူးလို့ရင်ခင်ဗျားတို့မတရားခံရမယ်ဆိုတာကိုတော့ပြဖို့လုပ်ထားပါတယ်အကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့ကဒီကိုဆွေးလိုက်ရရင်ဖြစ်ပါတယ်ဒါကကျွန်တော်တို့ရဲ့ပြန်လဲစီးစီးပါတယ် ဤဆန္ဒပြပွဲကိုမြေသိမ်းခံရတဲ့တောင်သူတွေတွင်ပါမက လူမှုအသင်းအဖွဲ့ကခေါင်းဆောင်တွေလည်းလာရောက်ပူးပေါင်းကြပါတယ်။စိုက်ပျိုးရေးကိုအခြေခံမယ်ဆိုရင်ဘယ်သမားလဲလေသမားတွေအတွက်စိုက်ပျိုးရမယ်မြေတွေရှားတွေဒီမြေတွေရှားတွေကို သိမ်းဆီးထားတယ်။အဲဒီမလျော်ဩစာတွေအသုံးပြုပြီးတဲ့ခါကျတော့တက်မြေဆိုပြီးတော့သိမ်းနေအခြား ဒီကမ္နီပိုင်မြေတွေဆိုပြီးခါကြတော့တိမ့်တယ်ဒီလိုမျိုးတွေတိမ့်လို့ရှိရင်တိုင်းပြည်မှာလေသမားတွေအနေနဲ့စိုက်ပျိုးเสียမြေမရှိတော့ဘူးရှားသမားတွေအတွက်စိုက်ပျိုးเสียမြေမရှိတော့ဘူးအဲ့ဒီလိုဆိုလို့ရှိရင်တိုင်းပြည်ရဲ့မူဝါဒဖြစ်တဲ့စိုက်ပျိုးရေးကိုအခြေခံသောတိုင်းပြည်ဆိုတာကိုဘလို့ပုံစံနဲ့မှအကောင့်ထဲပို့ဖို့ဆိုတဲ့ဥစ္စာမဖြစ်နိုင်ပါဘူးဒီအတွက်သိသိခံထားရတဲ့ညရာတွေပြန်လည်ရရှိရေးအတွက်ကိုဒါပြည်သူလူထုနဲ့အတူပူးပေါင်းပြီးတော့ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။ တို့ငင်းတို့ယူရောက်တာဘူးချက်ကြီးရချက်ကြီးရဝိဇ္ဇမလောဘတတ်တူပြောလုံးကြီးအလုံးမရှိဆန္ဒပြပွဲမှာပါဝင်ရတဲ့သူတွေကအရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူပြည်내ဝင်းကြီးချုပ်ပြည်내လွတ်တော်ဥက္ကဋ္ဌတို့စီကိုဒီကနေ့စာပေးပို့လိုက်တယ်လို့သိရပါတယ်။သူတို့ကအထက်ကိုသူတို့အထက်ကလူကြီးတွေတီးအောင်ပေါ့တီးအောင်အလို့လဲဒီတိုင်းမဖြစ်ရှင်းပေးဘူးဟိုသမီးလည်းခါကျတော့ဟိုလူကိုညွန်ပြလိုက်ပြီးဟိုဖက် ုစယုံကိုမြူပြလိုက်ဒီဘက်ယုံကိုမြူပြလိုက်နဲ့ဘာမှလည်းအကြောင်းမထူဘူးလို့ဒီအခါကျတော့ဒီခေတ်ဆန္ဒလာပြတဲ့အကြောင်းကိုတွေ့ဖြစ်နေအခါကျတော့ဒီတိဖြစ်နေတယ်အခုလိုဆန္ဒပြခဲ့တဲ့ တောင်သူတွေဟာပြီးခဲ့တဲ့လဇူလိုင်၁ရက်နေ့ကလည်းရွှေညောင်မြို့ဧတာယာမြို့တင်နဲ့တောင်ကြီးမြို့တို့မှာလည်းပထမဆုံးဆန္ဒပြခဲ့ဘူးပါတယ်အခုဆန္ဒပြပွဲမှာပါဝင်ကြတဲ့ပအုပ်ဒနုနဲ့ ရှမ်းတောင်သူတွေရဲ့လေယာမြေဧက6000ကျော်ကိုနယ်မြေကန်အစိုးရစစ်တပ်တွေပြည်နယ်အစိုးရဌာနတွေပြည်သူစစ်အဖွဲ့ဝင်တွေနဲ့ကုမ္ပဏီတွေကသိမ်းယူခဲ့တာလို့သိရပါတယ်အရဖေဖွဲ့သားကုကီမောင်ဆုံးမင်းတင်ပြသွားတာပါရှင်။မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSTF ဖွဲ့စည်းတည်ထောင်ခဲ့တဲ့25နှစ်တာကာလအတွင်းကြာဆုံးခဲ့တဲ့အဖွဲ့ဝင်80ကျော်ရဲ့မိသားစုဝင်တွေကိုကချင်ပြည်နယ်မိုးညင်းမြို့ရှိ အရှိတောင်ပရိယတ်တိစာတင်တိုင်းမှာဒီကနေ့ဂုံပြုမှတ်တမ်းလွှာတွေပေးရခဲ့ပါတယ်။ဒီအဖွဲ့ဝင်တွေဟာပြည်တွင်းငြိမ်းချမ်းရေးဒီမိုကရေစီရရှိရေးနဲ့ဆင့်အာဏာရှင်စနစ်ကြဆုံရေးအတွက်ပေးဆက်ခဲ့တဲ့သူတွေဖြစ်တဲ့အတွက်တံမိုးထအတိမတ်ပြုပြီးအခုလိုဂုံပြုလွှာတွေပေးရတာလို့ ABSDF ဥက္ကဋ္ဌဦးတန်ခဲကပြောပါတယ်။ ဒီနေ့အခမ်းအနားမှာ မြကြီးနားဟိုပင် မိုးညင်းနမ်းမပင်လယ်ဘူးစတဲ့မြို့တွေက ABSDF အဖွဲ့ဝင်80ကျော်ရဲ့မိသားစုဝင်တွေအဖွဲ့ဝင်ဟောင်းတွေစုစုပေါင်း900ကျော်တက်ရောက်ခဲ့တယ်လို့သိရပါတယ်ရှင်။ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းပဲခူးတိုင်းမှာမိုးများပြီးရေကြီးတဲ့အတွက်ပဲခူးမြို့ကရက်ကွက်၈ခုမှာနေအိမ်2000နီးပါးရေပေးတင်ပြီးလူပေါင်း9000နီးပါးကယ်ဆယ်ရေးစခန်းတွေမှာခိုလုံနေရတယ်လို့သိရပါတယ်။ ပခိုးမြို့နယ်ကျွန်းတာယာဆိုင်းကနိုင်ကလျာဏီအုတ်သာစတဲ့ရက်ွက်တွေကနေကယ်ဆယ်ရေးစခန်းတွေကိုလာရောက်ခိုးလုံနေရသူ8900ကျော်ရှိတယ်လို့ကယ်ဆယ်ရေးစခန်းတွေကထုတ်ပြန်တဲ့စီးရင်စရာတွေမှာဖော်ပြထားပါတယ်ဒုက္ခသည်တွေကိုပခိုးမင်္ဂလာဇေယုံသီရိဇေယကလျာဏီတိန်တော်စတဲ့အကြောင်းလိုက်ကြီးတွေနဲ့အစိုးရအခြေခံပညာကျောင်းတွေမှာယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပြီးကုညီဆောက်ရှောက်ထားတယ်လို့လည်းသိရပါတယ်ရှင်။ ရခိုင်ပြည်နယ်ကြောက်ဖြူစိတ်ကန်းကနေတရုတ်နိုင်ငံယူနန်ပြည်နယ်ကုမင်းမြို့အထိသွဲတန်းထားတဲ့ရေနံပိုင်လိုက်ဟာဒီနေ့အကုန်မှာပြီးစီးမှာဖြစ်ပြီးနှစ်နိုင်ငံပြည်သူတန်းတရာကျော်ကိုအကျိုးဖြစ်ထွန်းစေမယ်လို့တရုတ်ဆိုရပိုင်း CCTV သတင်းဌာနကဒီနေ့ဖော်ပြပါဗယ်ဒီရေနံပိုင်လိုက်ဟာတဘာဝတန်းငွေပိုင်လိုက်နဲ့မြင်းပြန်ထိစောက်နေတာဖြစ်ပါတယ်တန်းငွေပိုင်လိုက်ဟာပြီးခဲ့တဲ့နှစ်ကုန်ကစတင်ပြီးတရုတ်ပြည်ကိုတဘာဝတန်းငွေတွေပေးပို့နေပြီဖြစ်ပါတယ် ဒီစီမံကိန်းကိုတရုတ်မြန်မာ တောင်ကိုရီးယားနဲ့အိန္ဒိယနိုင်ငံတို့အကျိုးတူပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီးတရုတ်ဆိုရပိုင် CNPC ရေနံကုမ္ပဏီကထိန်းချုပ်ထားပါတယ်။ဒီပိုက်လိုင်းတွေကနေတစ်နှစ်ကိုရေနံစိမ်းတန်ချိန်နှစ်တန်းနဲ့ဓာတ်ငွေ့ကုဘပေတန်း2000ပို့လွှတ်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ ပိုင်လိုင်းဖောက်လုပ်မှုကြောင့်ကြောက်ဖြူကနေတရုတ်မြန်မာနယ်စပ်အထိလင်းမြေနဲ့ကြေးရွာအများအပြားထိခိုက်နေတာမှုတွေရှိခဲ့တဲ့အတွက်စီမံကိန်းကိုဖျက်သိမ်းပေးဖို့အချိန်ချင်းဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။တရုတ်ကုမ္ပဏီကတော့ပိုင်လိုင်းဖျက်သိမ်းရာဒေသတွေကပြည်သူတွေနဲ့ဒေသဖွံ့ဖြိုးရေးအတွက် American Dollar 15သန်းအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။စာချုပ်သက်တမ်း230ရှိတဲ့ဒီရင်းနှီးတဲ့တဘာဝပိုက်လိုင်းကိုစာချုပ်သက်တမ်းကုန်ချိန်မှာမြမအစိုးရကိုအပီးပိုင်လွှဲပြောင်းပေးအပ်မယ်လို့လည်းသိရပါတယ်ရှင်။ 2014ခုနှစ်ပထမ6လအတွင်းမြန်မာနိုင်ငံကိုနိုင်ငံခြားခီးသွားဧည့်သည်လာရောက်မှုနှုန်းဟာ2013ခုနှစ်ကထက်စာရင်40ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့အစိုးရတာဝန်ရှိသူတွေကဒီကနေ့ပြောလိုက်ပါတယ်။ဇန်နဝါရီလကနေဇွန်လအထိနိုင်ငံခြားသွားခီးသွား 1.6တန်းရန်ကျော်ဝင်ရောက်ခဲ့ပြီးမနစ်ကထက်43ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနစီးရင်တွေမှာဖော်ပြထားပါတယ်။ခရီးသွားဧည့်သည်အများစုဟာထိုင်း၊တရုတ်၊ဂျပန်နိုင်ငံတွေကဖြစ်ပြီး2014ခုနှစ်စုစုပေါင်းအရင်အတွက်ရဲ့87ရာခိုင်နှုန်းရှိတယ်လို့သိရပါတယ်။အစိုးရအာဏာပိုင်တွေရဲ့စီးရင်စရာတွေအရမြန်မာနိုင်ငံကိုနိုင်ငံခြားခရီးသည်ဝင်ရောက်မှုဟာ2014မှာ3သန်း2015မှာ9သန်းအထိရှိမယ်လို့သိရပါဗျ။ နယူးဇီလန်ဓာတ်ပုံဆရာတဦးဥဆောင်ကျင်းပတဲ့2014ခုနှစ်ခရီးသွားဓာတ်ပုံပြိုင်ပွဲအပျော်ရန်အဆင့်မှာအမေရိကန်နိုင်ငံကဓာတ်ပုံပညာရှင်တဦးကမြန်မာနိုင်ငံရဲ့ရှုခင်းဓာတ်ပုံတွေနဲ့ဝင်ရောက်ရှင်ပြိုင်ပြီးပထမဆုရရှိသွားပါတယ်။အမေရိကန်အပျော်ရန်ဓာတ်ပုံရိုက်ကူးသူဆက်ဆာရီဟာ My Luminous Diary မြန်မာဆိုတဲ့ခေါင်းစဉ်နဲ့မြန်မာနိုင်ငံကရှုခင်းဓာတ်ပုံတွေနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တာပါ။ အလားတူပဲမြန်မာနိုင်ငံကကိုရင်ငယ်လေးတွေရဲ့ပုံတွေကိုရိုက်ကူးပြီးဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ဩစတြေးလျတပ်ပုံပညာရှင်တဦးဟာလည်းပညာရှင်အဆင့်ပြိုင်ပွဲဒုတိယဆုရရှိခဲ့ပါတယ်။ကမ္ဘာတဝှမ်းကဝင်ရောက်ရှင်ပြိုင်ကြတဲ့တပ်ပုံတွေထဲမှာမြန်မာပြည်ရဲ့ရှုခင်းပုံတွေနဲ့ဝင်ရောက်ရှင်ပြိုင်သူအများဆုံးဖြစ်တယ်လို့ဆိုပါတယ်။ဒီနှစ်ကျင်းပတဲ့ခီးသွွားဓပုံပြိုင်ပွဲဟာဒုတိယမြောက်ဖြစ်ပြီးဝင်ရောက်ရှင်ပြိုင်သူအရေအထွက်ဟာမိနစ်ကထက်နှစ်ဆပိုများလာတယ်လို့လည်းသိရပါဗျာရှင်။ ဒီညအတွက်သတင်းခန္ဓာကိုဒီမြတ်နဲ့ရန်နာခွင့်ပြုပါ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်မကြခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်ပြီးတင်ဆက်ပေးမှာပါကျမတို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိညစဉ်ထုတ်လွှင့်ပေးနေပါတယ်။ဝေဖန်ကြံပြည့်ချက်တွေကိုလည်းဖိတ်ခေါ်ပါရစေရှင်။ ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုအစီအစဉ်ဒုတိယပိုင်းမှာသတင်းပေးပို့ချက်တွေသတင်းဆောင်မတွေကိုဆက်တိုက်ထုတ်လွှင့်ပေးမှာပါ PR လို့ခေါ်တဲ့အချိုးကျကူစားပြုစနစ်ကိုကန့်ကွက်တဲ့လူမှုဟော်ပြောပွဲကိုရန်ကုန်ဗဟန်းမြို့နယ်ဗိုလ်စိမ်မှန်ကွင်းမှာဩဂုတ်လ3ရက်နေ့ကပြုလုပ်ခဲ့ပါတယ်ဟော်ပြောခဲ့တဲ့အထဲအားတချို့ကို RFA သတင်းတောက်မတ်ဝေရန်မိုးမြင့်ကကောက်နှုတ်တင်ပြထားပါတယ်ရှင်မြန်မာနိုင်ငံရွေးကောက်ပွဲစနစ်မှာ ီယာစနစ်ကိုကျင့်သုံးဖို့အတွက်လွှတ်တော်မှာဆွေးနွေးခဲ့ကြတဲ့အတွက်နိုင်ငံရေးပါတီတွေတိုင်းရင်းသားပါတီတွေနဲ့ရပ်ဖက်လူမှုအဖွဲ့အစည်းတွေကကန့်ကွက်နေကြပါတယ်။ရပ်ဖက်လူမှုအဖွဲ့အစည်းတွေပူးပေါင်းပြီးပြီးခဲ့တဲ့ဩဂုတ်လ3ရက်နေ့ကဘိုးစိန်မှန်ကွဲမှာဟောပြောပွဲကျင်းပခဲ့ရမှာရှင်းနေဦးကိုနီဦးဝင်းချုံနဲ့စာရေးဆရာဦးထင်လင်းဦးတို့ကဟောပြောခဲ့ကြပါတယ်။အဲ့တော့အဲ့ဒီလိုကျွန်တော်တို့ကဖွဲ့စည်းပုံချင်းအောင်ဖွဲ့စည်းကိုမချိုက်ဘူးပြင်ပြပါလေပြင်ပေးပါလို့ဒီလိုလူတို့ကနေပြီးတော့ ခုလိုပြောင်းစန္ဒထုတ်ပေါ်လက်ပတ်ထိုးပြီးတော့တောင်းဆိုနေတဲ့အချိန်မှာနောက်ထပ်ကျွန်တော်တို့ပြည်သူလူထုဘာမှမသိတဲ့နားမလည်သေးတဲ့ PR ဆိုတဲ့စနစ်တစ်ခုကိုဖန်တီးပြီးတော့ရွေးကောက်ပွဲစနစ်ကိုပြောင်းဖို့ကြိုးပမ်းအားထုတ်လာတာတွေတွေ့ရပါတယ်ဒါပါတော့ဆိုတော့ကျွန်တော်တို့ပြည်သူလူထုရင်ဆိုင်ရမယ်စိန်ခေါ်မှုနောက်တစ်ခုပေါ်တယ် မြန်မာနိုင်ငံရွေးကောက်ပွဲစနစ်မှာမဲများဆုံးနိုင်သူကိုအနိုင်ယူတဲ့စနစ်ကိုပဲကျင့်သုံးပြီးအခုလိုပီယာစနစ်ကိုကျင့်သုံးဖို့ကြိုးစားလာတာဟာပုံမှုရှုပ်ထွေးလာလိမ့်မယ်လို့လည်းပြောကြပါဗျ။2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ကြိုးစားနေချိန်မှာပီယာစနစ်ကိုကျင့်သုံးဖို့ကြိုးစားလာတဲ့အတွက်အရက်ဖက်လူမှုဖွဲ့စည်းတွေကဝေဖန်ထောက်ပြနေကြတာဖြစ်ပါတယ်။ကျွန်တော်တို့တိုင်းပြည်အတွက်အစဉ်ပြေတယ်လူတိုင်းလည်းနားလည်တယ်သဘောပေါက်တယ် လူတိုင်းနဲ့လည်းသဘောပေါက်ပြီးဖြစ်တဲ့အစင်လဲပြေနေတဲ့စနစ်တစ်ခုကိုမြုပ်ကနေမဖြစ်လို့ကြောင်းကျင်တာလဲဘသူတွေကကြောင်းကျင်တာလဲဘာအတွက်ဘယ်သူအကျိုးအတွက်ကြောင်းကျင်တာလဲမြို့နယ်တစ်ခုမှာသူ့ကိုမဲပေးတဲ့ပြည်သူဟာပြည်သူဟာမဲဆန္ဒပေးနိုင်တဲ့အနေအထားကမြို့နယ်တစ်ခုမှာတသိန်းပတ်ဝန်းကျင်လောက်ရှိပါတယ်မြို့နယ်တစ်ခုမှာတသိန်းပတ်ဝန်းကျင်တဲ့ကသူ့ကို တထောင်ပဲခြိုက်တယ်လူဦးရေတထောင်ပဲခြိုက်တယ်တထောင်ပဲခြိုက်တော့သူကအဲ့ဒီမြို့နယ်မှာရှုံးတယ်မြို့နယ်ပေါင်း330 330လုံးရှုံးတယ်တမြို့နယ်မှာတထောင်ပဲရတယ်ဒါပေမဲ့မြို့နယ်ပေါင်း330ကြာတော့သူ့ပါတီရရှိတဲ့ထောက်ခံပဲဘလောက်ဖြစ်သွားမလဲ3သိန်းကျော်သွားပြီဒါဆိုရင်သူဟာတထောင်နဲ့ရခဲ့ရတော့တထောင်နဲ့ရလို့မြို့နယ်တိုင်းမှာရှုံးခဲ့ရတော့သူ့ပါတီဟာ လွတ်တော်လေးကိုကိုယ်တည်းထဲ့လို့ရသွားပြီနိုင်ငံတကာမှာကျင့်သုံးနေတဲ့ပီယာစနစ်တွေနဲ့မြန်မာနိုင်ငံမှာကျင့်သုံးလာမဲ့ပီယာစနစ်အကြောင်းကိုစာရေးဆရာဦးထင်လင်းဦးကပြောကြားခဲ့ပါတယ်ဂျာမနီဘွန်နက်ကဆိုရင်တို့တော့မှာအထက်ကုသိုလ်အလုပ်လုပ် ပတ်သက်ပြီးပြည်သူ့လွှတ်တော်မှဆွေးနွေးရမှာတီးခြားတဲ့ဆုံးဖြတ်ချက်မရရှိဘဲမြန်မာနိုင်ငံနဲ့ကိုက်ညီမဲ့ရွေးကောက်တင်မြှောက်တဲ့ပုံစံကိုလေ့လာဖို့ကော်မတီဖွဲ့စည်းခဲ့ပါတယ်။ PR ကိုတိုင်းဒေသကြီးအဆင့်ကိုယ်စားလှယ်တွေရွေးချယ်တဲ့အခါမှာကျင့်သုံးမှုအတွက်မြို့သားလွှတ်တော်နဲ့ပြည်သူ့လွှတ်တော်တွေမှဆွေးနွေးခဲ့ကြတာဖြစ်ပါရဲ့ရှင်။ RFA သတင်းတောင်မဲ့ဝေရမိုးမြင့်တင်ပြသွားတာပါ။ မန္တလေးတိုင်းမေတ္တရာမြို့နယ်တောင်မြုံကျေးရွာမှာနှစ်စဉ်နှစ်တိုင်းကျင်းပတဲ့တောင်မြုံမင်းနှစ်ပါးပွဲတော်ဟာပြီးခဲ့တဲ့နှစ်တွေလောက်စီစီကားကားမရှိသလိုဆိုင်ကန်းကားတွေလည်းဒီနှစ်မှဈေးမြင့်တက်နေပါဗျ။ RFA သတင်းတောက်ကိုကျော်သူကတင်ပြထားပါတယ်ရှင်။တောင်ပြုံမင်းနပါပွဲတော်ရဲ့နတ်ပူဇော်ချိန်နဲ့နတ်ကချိန်တွေဟာညနေပိုင်းနဲ့မနက်စောစောအချိန်တွေမှာဖြစ်ပါတယ်။ န္တလေးမြို့မှာပုံမှန်144ညမထွက်ရအမိန့်ကြောင့်တောင်ပြုံးပွဲကိုလာတဲ့ပြိသက်တွေနဲပါနေတာဖြစ်တယ်လို့ပွဲတော်ကိုလာရောက်သူတွေကပြောပါတယ်။ခါနေဆိုရင်ဒီလိုရာသီဆိုရင်နေရောညပါအဲ့ဒီကျွန်တော်တို့မရရမြို့နဲ့အစုံပသိမ်ကြီးမြို့နဲ့အဝင်ဟိုမန္တလေးမြို့ထိမန္တလေးတောင်ကြီးလောက်ထိကားတန်းထားတယ်ခုချိန်ကျကားတွေကမရှိတော့အချိန်နဲ့အချိန်နဲ့ပြန်ကြရတာပေါ့144ကြောင့်ပေါ့စိတ်လွတ်လည်လို့မရှိတော့ဘူးပေါ့ဟိုကျွန်တော်တို့ ကိုတော်နှစ်ပါးနန်းဘော်ကညတိုင်းမှာတက်ပွဲကားရတဲ့ခါကြတော့မဘူဘူးကြောင့်မို့နက်ကရိုဒီစီကိုတာဝန်နဲ့ဝတ္တရားရှိတဲ့ငွေတပြားလောက်ပဲဆက်ပြီးတော့ပြန်ပြေးသွားကြတာပေါ့အဲ့ဒါနက်ကရိုဘီမဧည့်သည်ပါသွားတယ်ဒါပေမဲ့နေရနက်ကရိုရီကကြတော့တခါတည်းဒပလိတ်တဲ့ညအိခေါ်လာတာဆိုတော့နေရနက်ကရိုအောက်ပြီးအောက်ရွာတို့ဘာတို့ဘက်ကအီယဝဒီတိုင်းတို့ဟုတ်လားပသိန်းတို့ရန်ကုန်တို့ဘက်ကကြတော့ဧည့်သည်နဲ့ပါကြတယ်သူတို့လေးကြတော့အဲစီပါတယ် မန္တလေးမြို့ကန်နဂရော်လေးလောက်ပဲအဲပါသွားပါတယ်မဟုတ်လေသူကအိမ်ပြန်လို့လွယ်သည့်အဖြစ်အတွက်ညာအိမ်မလာကြပါဘူး

má? mình thấy cao Si jaman to, chỉ nên buat lu. Kaya bau. มันนี่ก็มาเช่าต่อทีนี้สุดตัวตีเราเด็ด 4000လောက်တက်သွားဟိုဘက်အပြင်တိုင်းဒါရထားပူရာတန်းဆိုတော့သသိန်းဆိုတာအနေဆုံးပေါ့ဟိုဘက်ဆိုရင်သသိန်းကျော်လောက်ကအိုး2သိန်းခွဲလောက်တက်သွား main main land နေပေါ့လေလံစေးကြည့်တော့သူတို့အမျက်မကြံတော့ဘူးလေဖះကောဘကောက်ပေးရတဲ့လေလံများဝိုင်းဒီမှာဆိုင်ကကများအောင်ဘွဲတော်ကိုလာရောက်နှက်ပူစော်တဲ့နှက်ကတော်တွေအနေနဲ့နှက်တစ်ခါကဖို့အတွက်အရင်နှစ်ကတသိန်း6000ပေးရပြီးဒီနှစ်မှာနှစ်သိန်း1000အထိပေးဆောင်နေရတယ်လို့နှက်ကတော်တွေကပြောပါတယ် ပိုးကွယ်ကြတာမဟုတ်ဘူးလေဟုတ်လားပိုးကွယ်ရဖေရအာကူတာစုံကြည့်မှုစုံကြည့်မှုအရေးကြီးတယ်လေဒါအာကူတာပေါ့ဒီနေ့ကမလို့အာကူခင်နပါမရဲဘူရောမရဲပေါ့မတော့ကြတော့အိုးဟိုလာပြီးဒိတ်ထန်ကြတယ်တိတ်တဲကြတယ်တိတ်တဲကြတော့ဒီမှာကူထိုးကြတာပေါ့ပွဲတွေရောဗါတွေရောအော်လာမတိုက်မမတဲ့နဲ့ဆိုလို့စေဘူးလာပြီးကပ္ပသူကြီးလာတင်မာတော့ဘာရဲ့လို့မဟုတ်လာလာပဲနှစ်တန်းကတော့ ကိုကြီးမန်းထားလေနှစ်တိုင်းလာမှာမန်းလေးနယ်မြေမှာနှစ်တိုင်းနှစ်တိုင်းလာရတယ်ဥစ္စာ။လာခစားတာပေါ့။သွားတဲ့ခါလဲရတယ်ပြန်တဲ့ခါလဲရတယ်အဲ့လက်လက်ပဲရပေါ့ကမနော်အဲ့လိုမျိုး။ထောင်ပြုတ်မင်းနှမပွဲတော်ကိုနှစ်စဉ်ဝါကောင်လာဆန်း၈ရက်နေ့ကနေဝါကောင်လာပြည့်ကျော်၁ရက်နေ့ထိကျင်းပကြတဲ့အပြင်အချိန်ထဲမှာလဲအောက်တောင်ပြုံးပွဲတော်ကိုပထုံမြို့မှာကျင်းပလျက်ရှိတယ်လို့သိရပါတယ်ခင်ဗျာ။ RFA ရေမြင့်တန်ကြားအစီအစဉ်တွေကိုပြည်သက်တွေကြည့်ရှုနေရတာပါအခုဆက်လက်ပြီးတော့သတင်းဆောင်မတပုတ်ကိုထုတ်လွှင့်ပေးပါဦးမယ်နိုင်ငံသားသားတွေနဲ့မြန်မာလူငယ်တွေကြားမြမရိုးရာလက်ဝှေ့အားကစားကိုကိုခံပညာအတွက်မဟုတ်ဘဲကျန်းမာရေးအတွက်ကစားကြသူတွေများလာနေပါတယ်။ RFA သတင်းတောက်မဆန်းမော်အောင်ကတင်ပြထားပါတယ်ရှင် မြမရိုးရလက်ဝိတ်အားကစားကိုနိုင်ငံသားတဲ့တွေတွေနဲ့မြမလူငယ်တွေကြားမှာစံမာရေးအတွက်ကစားကြသူတွေတဖြည်းဖြည်းများလာနေပါတယ်။မြမနိုင်ငံကိုလာရောက်တဲ့နိုင်ငံသားတွေထဲမှာမြမရိုးရလက်ဝိတ်ကိုကိုယ်ခံပညာအတွက်မဟုတ်ပဲစံမာရေးအတွက်ကစားကြသူတွေများလာနေတာဖြစ်ပါတယ်။အမေနဲ့ပြေတော့ပြန်ရ။ပြန်ရလက်ကျတော့ ရန်ကုန်မြို့ကမြမရွရလက်ဝိတ်ချန်ပီယံလုံကျော်ရဲ့တတိကလပ်မှာမြမရွရလက်ဝိတ်ကိုကိုကန်းပညာအားကစားတာမှာကကျမ်းမာရေးအတွက်နေ့စဉ်လာရောက်ကစားကြသူမြမနိုင်ငံသားတွေအပြင်နိုင်ငံခြားသားတွေပါတွေ့ရှိရပါတယ်လက်ဝိတ်ထိုးခြင်းနဲ့အာရှင်ပြိုင်မြို့အနိုင်ထိုးခြင်းနဲ့ဆိုရဲလူဒန်းစားမားကတ်တာတသက်ရှိတယ်ဒါပေမဲ့လူအများစုကြီးကကိုကိုလည်းအဖေအမေအကိုအမဖြစ်ရင်စင်မမထိုးတာကိုကြိုက်ချင်မှကြိုက်မယ် ဒါပေမဲ့ကျမ်းမာခြင်းလေဒီနေ့ကျွန်တော်တို့ဒီရင်ကျေးမှု lifestyle တွေကပြောင်းနေပြီလူငယ်လေးတွေတော်တော်များများဗာလုံနေရလဲဆိုလို့ရှိရင်ဒီ IT ကဘာထဲမှာနင့်မျောလာပြီတနေ့နေ့အစည်းအဝေးထိုင်နေကွန်ပျူတာရှင်းမှာတကုတ်ကုတ်လုပ်တယ်ဟာဘတ်စကားပေါ်မှာချက်ပိတ်အဲ့ဒါတွေကို counter balance လုပ်နိုင်တဲ့ဟာလေးတခုလုပ်မယ်ကျမ်းမာရေးဒီနေ့ကျွန်တော်စီးကြိုသွေးကြိုတွေအများကြီးဖြစ်နေပြီဆိုတော့အဲ့ဒါကိုလုပ်တဲ့နေရာမှာလက်ဝှေ့ရ package တခုအနေနဲ့တုံးလို့ရတယ်ဆိုတော့ကျွန်တော်နေ research ပေါ့လေစာပြီးတော့လုပ်ကြည့်တယ်လုပ်ကြည့်တဲ့အခါမှာ လူတွေပြီးတော့တော်တော်လေးတွေသဘောကျတယ်မြန်မာလူငယ်လေးတွေကလည်းသဘောကျတယ်သဘောကျဆိုမြန်မာလက်ဝတ်ထိုးကျင်တယ်သူများကိုစင်ပေါ်မှာအလဲထိုးကျင်တယ်ဆိုရယ် market တာတခုအဲ့လိုမဟုတ်ဘဲနဲ့ဒီဟာကိုအားကစားအနေနဲ့ကျမ်းမာရေးကိုထောက်ကူပြုတာအနေနဲ့အဲ့ဒါပြင်နိုင်ငံခြားကလာတဲ့ထက်မှလည်းကျမ်းမာရေးတက်ချင်လို့ရှိတယ်ကိုကိုကို self defense လုပ်ချင်တာရှိတယ်မြန်မာတွေရဲ့ယဉ်ကျေးမှုကိုလေ့လာချင်တာဆိုတာရှိတယ်ဆိုတော့အဲ့ဒီအဲ့ဒီ market တွေကိုကျွန်တော်အနေနဲ့ခွဲပြီးတော့စမ်းပြီးတော့ research လုပ်ရင်းနဲ့ဒီ club လေးကဖြစ်လာတာပေါ့နော်ပို့ပြီးတော့သူ့ရဲ့ function လေးတွေဖြစ်လာတယ်လို့ပြောလို့ရပါတယ်

and because we are women and အခြေခံအားဖြင့်ကျမ်းမအောင်လေ့ကျင့်တာပါပဲအမျိုးသမီးတွေဖြစ်တဲ့အတွက်ကိုကိုကိုကာကွယ်နိုင်ဖို့လေ့ကျင့်တာလည်းဖြစ်ပါတယ်မြမလက်ဝိတ်ကိုတင် जा လို့တာလည်းဖြစ်ပါတယ်လက်ဝိတ်ကသူမကဟိုအရင်ဆုံးကတည်းကတခု self defense တခုတမျိုးဟိုတင်နေတာပေါ့နော်တင်နေတော့ဟိုသူမကြားတာပေါ့အเจ้าမှာဟိုဆရာမတယောက်ကပေါ့နော်ဘိုးဆရာမတယောက်ကသူကလက်ဝိတ်တင်တယ်ပေါ့နော်လက်ဝိတ်တင်တော့နည်းနည်းစုံလန်းကြည့်ရသူကတော့လာညင်လာလို့ရပါတယ်ဆိုပြီးတော့အဲ့ဒါနဲ့ စလာပါเนาะအခုအចောင်းပိတ်ကြုံနေတိုင်းနှီးပါလာနေတာပေါ့နော်သဝိတ်ကဒီယောက်ျားလေးအတွက်ပဲဟိုဟိုကမိန်းကလေးအတွက်လုံးဝမဟုတ်ဘူးဆိုတာမဟုတ်ပါဘူးဟိုကဒီမိန်းကလေးအတွက်မိန်းကလေးလည်းကစားလို့ရယောက်ျားလေးလည်းကစားလို့ရမိန်းကလေးအတွက်ကစားရင်ဟိုကိုကကိုဟိုတခြားနိုင်ငံခြားမှာသွားရင်ဟိုဒီတိုင်းတယောက်တည်းလမ်းလျှောက်နေရင်တော့ညာဘက်ဆိုရင်ကိုကကိုဒီနေ့ပို့ပြီးတော့ဟို confidence ရှိရပေါ့နော်ဒီနေ့ကိုကကိုတက်တယ်ဆိုရင်လေဟိုတယောက်ယောက်လာပြီးတော့ အန်ဒီနည်းနည်းပိုကင်းသွားတာပေါ့နော်လဝိတ်ချမ်ပီယံဖြစ်ခဲ့တဲ့လုံကျော်ကတော့လဝိတ်ထိုးရာကနေအားယူပြီးနောက်လဝိတ်တင်ကျင်တဲ့လူငယ်တွေကိုတတိကလပ်မှာနီးပြလှုပ်ပြီးတင်မေးနေတာဖြစ်ပါတယ်အေးလက်ကိဝါဟုတ်ကဲ့အေးတူအေးကျွန်တော် AI တိုင်းချန်ပီယံမဖြစ်ဘူးတဲ့အတွက်ချန်ပီယံဖြစ်အောင်ကျွန်တော်မဖြစ်မနေကြိုးစားမယ်ဆိုတဲ့စိတ်ထဲနဲ့ကျွန်တော်ကြိုးစားခဲ့တယ် ကျွန်တော်ဆိုလို့ရှင်ဟိုတပွဲထိုးတယ်တပွဲရတယ်ကျွန်တော်မှဘာမှအထောက်အပံ့မရှိဘူးကျွန်တော်မိဘလည်းဆင်းရဲတယ်တပွဲရတဲ့ဒီထိုးကြီးလေးကိုကျွန်တော်စုဆောင်အင်လာကတွေပဲစားစေးတွေပါချန်အဲလိုလုပ်ရစုဆောင်ပြီးကျွန်တော်ရဲ့ရည်မှန်းချက်အောင်မြောင်ဆိုပြီးတော့ကျွန်တော်မဖြစ်မနေရအောင်ကျွန်တော် ကြိုးစားခဲ့တာကျွန်တော်ကအခုလက်ဝိတ်မထိုးတော့ဘူးနော်လက်ဝိတ်မထိုးတော့ဆိုတော့ကျွန်တော်ကလက်ဝိတ်သမားတွေများတော့အဖေကလက်ဝိတ်မထိုးပြေးရှင်ရွာပြန်တာများတယ်လေ ကျွန်တော်ပြန်ပြီးခုမီယူဖလာလို့လေလို့ကိုင်းလို့တောင်းအောင်လို့တွေလောက်ကြတာများတယ်ကျွန်တော်အဲ့လိုပြောပြောကျွန်တော်ဆရာကျွန်တော်ပြောတော့ကျွန်တော်ဆရာညောင်းနဲ့မင်းလက်ဝိတ်မထူတော့မင်းလက်ဝါသနာပါတာပဲတဲ့ဒီမြမယူရလက်ဝိတ်လေးဆိုတော့တူတက်ရောင်းမနော်နိုင်ငံခြားသားတွေလည်းစိတ်ဝင်စားရတဲ့အဲဒီမြမယူရနိုင်ငံခြားလည်းပြောင်းမယ်ဆိုပြီးတော့မင်းလက်ဝိတ်တင်နှန်းဖွင့်ပါလားတဲ့အာဒီတင်နှန်းထောင်ပေးမယ်တဲ့ဆရာကျွန်တော်ပြောတာဘယ်လိုပြောဆိုကျွန်တော်တို့မြမယူရလက်ဝိတ်ကို မြန်မာတင်မြန်မာလူမျိုးတင်မကဘူးနိုင်ငံခြားသားတော်တော်များများကတော်တော်လေးစိတ်ဝင်စားတာကိုတွေ့ရတယ်ဘယ်လိုဖြစ်လဲဆိုတော့ထိုင်းလက်ဝဲကိုစိတ်ဝင်စားလို့ရှိရင်ထိုင်းမှာပဲသွားလေ့ကျင့်ရမှာပေါ့ထိုင်းမှာပဲတင်ရမှာပေါ့ဟုတ်လားမြန်မာလူကလက်ဝဲကိုသူတကယ်စိတ်ဝင်စားရလို့ဒီမြန်မာပြည်ထိလာပြီးတော့ဒီမြန်မာပြည်မှာလက်ဝဲလာလေ့လာကြတယ်လာတင်ရတယ်မြန်မာလက်ဝဲလည်းကြော်ကံကိုကဘာကိုဒီထိုင်းလိုပဲတဖြည်းဖြည်းပေါက်လိလာလိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်ခင်ဗျာ အဖက်ဖက်ကကြိုးစားကြမှာပေါ့နော်အရင်ကလက်ဝဲပညာကိုနယ်မြို့တွေမှာလောက်တာတင် जा ကြသူတွေရှိခဲ့ပေမဲ့အခုနောက်ပိုင်းမှာတော့မြို့တွေမှာပါတင်ယူလိုသူတွေရှိလာနေပါတယ်ရှင် RFA ရုပ်မြင်သံကြားစီစဉ်တွေကိုကြည့်ရှုနေရတာပါပရိသတ်များရှင်ကျမတို့ RFA ကထုတ်လွှင့်နေတဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုအချိန်တိုးချဲ့ပြီးတော့ထုတ်လွှင့်ပေးနေပါတယ် ညဘက်၈နာရီခွဲမှာပုံမှန်ထုတ်လွှင့်တဲ့အစီအစဉ်ကိုအစီအစဉ်ကိုနောက်တစ်နေ့မနေ့9နာရီခွဲမှာတစ်ချိန်နေ့လယ်10နာရီမှာတစ်ချိန်ပြန်လည်ပြီးတင်ဆက်ပေးနေပါတယ်။ဒီအစီအစဉ်တွေကိုလက်ရှိထုတ်လွှင့်နေတဲ့ Asia Set 7 Jodu နဲ့ New Skies Jodu တွေကနေဖန်ယူကြည့်ရှုနိုင်တဲ့အကြောင်းကိုလည်းသိပေးရပါတယ်ရှင်။ RF ကထုတ်လွှင့်တဲ့ရေဒီယိုနဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုကွန်ပျူတာအင်တာနက်ကတဆင့်လဲအချိန်မရွေးကြည့်ရှုဖမ်းယူနားဆင်နိုင်ပါတယ်။လိပ်စာကတော့ www.rfa.org/ ဗမ်မစ်ဖြစ်ပါတယ်။ဒီညအတွက် RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှတင်ပြီးဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေရှင်။